ကျွန်တော်ဒီနေ့ခင်ဗျားတို့မိတ်ဆက်ပေးချင်တာကတော့ campaign တစ်ခုနေပါ။ဆိုတော့ campaign လို့ပြောလိုက်တော့ဟိုအလူခံကောက်တဲ့လူငွေကောက်တဲ့ campaign တွေတော့မထင်ပါနဲ့။ဒါကတော့ဒီဗမာပြည်နိုင်ငံရေးတမိုင်းမှာဟိုဒီလူမျိုးစုလူဖွဲ့စည်းနေနဲ့ပတ်သက်တာလူမျိုးစုရေးရဲဘာသာရေးလူနေစုတွေဟိုလူနေစုအတိုင်းဝန်းနေနဲ့ပတ်သက်တဲ့ campaign တစ်ခုပါ။ campaign နာမည်ကတော့ဒါ K-Walk မှ The Identity လို့နာမည်ပေးထားတဲ့ဒါလှုပ်ရှားမှုလေးဖြစ်ပါတယ်။ဒီလှုပ်ရှားမှုကတော့ဒါ မနေ့ကကျွန်တော်ဂျွန်လ3ရက်နေ့မှာစပြီးတော့ online လှူရှားမှုအနေနဲ့တွေ့ရတယ်တချို့သတင်းမီဒီယာတွေမှာလည်းပေါ်ကြတယ်အဲ့တော့ကျွန်တော်ကလည်းဒီဗမာပြည်မှာရှိတဲ့လူမျိုးစုတွေလူနေစုဟိုဆိုင်ရာကိစ္စတွေဘာသာရေးလူနေစုတွေအခွင့်အရေးတွေဒန်းလူညီညွတ်မှုကိစ္စတွေလည်းကျွန်တော်တို့ YouTube တို့ TikTok တို့မှာကျွန်တော်တောက်လျှောက်ပြောနေတာဖြစ်တဲ့အခါရောနောက်တစ်ခါကျတော့ကိုကိုရိုင်အောင်ဒီ campaign ကိုထောက်ခံနေလိုအပ်တယ်ဒါဒီအားလုံးပါဝင်မှု ဟိုလှုပ်ဆောင်ရမယ့်ကိစ္စတစ်ခုဖြစ်တယ်ဆိုတဲ့အပေါ်မှာကျွန်တော်ဒီဗီဒီယိုလေးကိုလှုပ်ဖြစ်တယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ campaign နဲ့ပတ်သက်တဲ့အကြောင်းရင်းလေးကိုလည်းရှင်းပြမယ်နောက်ဒီ campaign နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်လေးတွေကိုလည်းဒီဘာတွေသုံးသပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ keyword မှာဒီ identity ဆိုတဲ့ campaign ကိုကျွန်တော်တို့ဒီဟိုစပြီးတွေ့ရတာကတော့ရာမနက်ဒေတာမှာရှိနေတဲ့ရာမနက်ဒေတာမှာရှိနေတဲ့လူနေစုဘာသာဝင်တွေလူနေစုအုပ်စုတွေလူမျိုးစုတွေရဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ ဒီယာမနရဒေတာဆိုတဲ့အသုံးအနှုန်းပေါ့နော်ကျွန်တော်အင်တာနက်နှစ်သက်တယ်အဲဒါကျွန်တော်ဒီယာမနရဒေတာလို့ကြားလိုက်တာနဲ့ဒါမွန်ဒေတာမွန်တီဆိုတာကိုလည်းကျွန်တော်ဆက်ဆက်တယ်ဒါပေမဲ့ဒီယာမနရဒေတာဒီလူမျိုးစုံပေါင်းစုံပေါ့နော်အတွေးခေါ်ပေါင်းစုံဘာသာရေးယူဆပေါင်းစုံရှိနေတဲ့လူဖွဲ့စည်းရယ်လေးတည်ရှိနေအဲ့တော့ကျွန်တော်တည်ရှိနေတဲ့အခါမှာဒီဒေတာမှာရှိတဲ့ဒီကိုကိုကိုလူမျိုးစုအထက်နော်ဒါ state တို့နော်လူဖွဲ့စည်းတို့ကတတ်မှတ်ခြင်းမခံရတဲ့တခြားသောလူနေစုအုပ်စုတွေကနေပြီးတော့သူတို့ identity ကိုဖော်ဆောင်မှုအတွက်စူးစမ်းရလှုပ်ရှားရတဲ့ เนาะဒီ campaign အဖြစ်ကျွန်တော်သုံးသပ်မိပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောတဲ့အခါမှာဒီ campaign ရဲ့ message ပေါ့เนาะ campaign message အကြောင်းကိုလေကျွန်တော်ထည့်သွင်းပြောသွားမှာဖြစ်တယ်လို့ကျွန်တော်ရဲ့အနေအထားနဲ့သုံးသပ်သွားမှာပါသုံးသပ်ဖော်ပြပေးသွားမှာပါအဲ့တော့ campaign message မှာတော့သူကဒီ case ဆက်ပေါ့နော်ဒီလိုစနစ်ဆိုးတွေကြောင့်ကျွန်တော်တို့မှန်ရမတခွဲခြားဆက်ဆံခံနေရတဲ့လူနည်းစုတွေလူမျိုးစုတွေရှိနေပါတယ်အဲသူတို့ဒီဒါတောက်လျှောက်လူမျိုးစုအထက်လူမျိုးစုအုပ်စုတစုအထက်နဲ့ဒီကချင်ကရကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဒါမျိုးအသက်မှတ်ခြင်းမခံခဲ့ရအောင် ဆိုလိုချင်တာတရားကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းပြောခဲ့တယ် impedance bullshit ဖြစ်တဲ့135မျိုးပေါ့နော်ဒါမျိုးတွေမှာလည်းသတ်မှတ်ခြင်းမခံရဘူးမခံရဘင်းနဲ့တို့ရဲ့ကံကြမ္မာတို့ရဲ့ကိစ္စတွေကတော့ကင်းလွတ်နေတယ်ပေါ့နော်အဲ့တော့ဒီမှာ campaign message တွေမှာကျွန်တော်ထပ်တွေ့တဲ့အခါမှာကြတော့ဒီလူမျိုးရေလို့သတ်မှတ်မခံထားရတဲ့လူနည်းစုများဖြစ်တဲ့ Tamil, Julia, Telugu, Bengali, Sulti, Meman, Pathan, Hindustani, Pashu, Sikh, Magoshia ဘာဘူးဂူဂျာရတီနဲ့အခြားလူနေစုတွေကလည်းယာမနက်ဒေတာမှာအတူရှင်သွင်းနေထိုင်နေလို့သူတို့ပြောပါတယ်။ဒါပေမဲ့အဲ့လူတွေအားလုံးကိုပြောတဲ့အခါမှာဒီလူမျိုးစုတစုအနေနဲ့သတ်မှတ်ခြင်းမဟုတ်ဘဲနဲ့ဒီ K word ပေါ့နော် K word ဆိုရဲခေါင်းစဉ်အောက်ကနေပဲဒါဒီနေရာမှာကျွန်တော်အိုးဒီဗီဒီယိုမှာဆွေးနွေးမှုရဲ့လိုအပ်ချက်အရာကိုတင်တဲ့ပိုင်းဆိုင်ရာလိုအပ်ချက်အရာကျွန်တော်ဒီဝေါ်တာကိုသုံးဆွဲတာဖြစ်ပါတယ်ဒီအတွက်စိတ်နှုတ်ချက်ဖြစ်သွားရင်လည်းကျွန်တော်တောင်းပန်အပ်ပါတယ်အဲ့တော့ကျွန်တော်ရဲဘော်တွေမိတ်ဆွေတွေရောပေါ့နော်အဲ့တော့ဒီ K-pop ဆိုတာတော့ခင်ဗျားတို့သိပြီးသားပဲဒါကလာဆိုတဲ့ဝေါ်ဟာတာကိုပြောဆိုခြင်း ဖြစ်ပါတယ်ဒီဆုံးတော့ကျွန်တော်ပြောခဲ့တဲ့အုပ်စုတွေကိုလေဒီထဲမှာဒီ keyword ခေါင်းစဉ်အောက်ကနေပဲဒါဖော်ပြခြင်းခံရတဲ့အုပ်စုတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီအနာဂတ်မှာလူ့ဖွဲ့စည်းကိုတည်ဆောက်ကြတယ်ဗောနော်တည်ဆောက်ကြတဲ့အခါမှာဒီဒီနေတဲ့ Federal Unit တွေအာကောင်ရေးဆိုတာကလေဒီတီတောင်စုအာကောင်ရေးအတွက်အရေးကြီးတယ်လို့ကျွန်တော်တို့ campaign message မှာပြောပါတယ်အဲ့တော့ရမနာဒေသမှာ Pacific Sector ကိုအနစ်တက်နေတဲ့အနစ်ထက်ဖို့เนาะကတ်တွေနေတဲ့စနစ်စိုးတွေကိုတွန်းလှန်မှုလွတ်လပ်ပြီးဒန်းလူညီညာမှုစနစ်တက်ကိုဖော်ဆောင်မှုအတွက်ဆိုရင်အဲကျွန်တော်တို့ ဟိုဖော်ဆောင်မှုအတွက်ကလည်းဒီမှာမီတင်းနေထိုင်နေလူမျိုးအလုံးရဲ့တာဝန်ရှိတယ်လို့ကျွန်တော်တွေ့ရတယ်။အဲနောက်ပြီးတော့ဒီကမ်ပိန်းကပေါ့နော်ဒီစနစ်ဆိုးရဲ့ဒန်းလူနေနိုင်မှုမရှိတဲ့စံတက်မှတ်နှုန်းတွေကိုခြေပြတ်ဖို့နော်ရမနက်ဒေတာမှာရှိတဲ့လူငယ်တွေဥဆောင်ပြီးလှုပ်ဆောင်ကြတဲ့ကမ်ပိန်းလို့နော်ဒီကမ်ပိန်း message နဲ့ကျွန်တော်စီစဉ်သူတွေကဖော်ပြကြပါတယ်ကမ်ပိန်းရဲ့ရည်မှန်ချက်ကတော့စူပေါင်း identity တခုကိုဖော်ဆောင်နိုင်ဖို့လို့ကျွန်တော်တို့ရေးသားထားတဲ့ဒီ message အရာကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့ဒါဒီ imdan ကောင်းမွန်နေကျွန်တော်တို့လိုအပ်တဲ့ လှုပ်ရှားမှုဖြစ်တယ်လူလူလှုပ်ရှားမှုဒါ online ကနေလည်းပါဝင်လို့ရတဲ့အခါကျတော့အဲပူပေါင်းပါဝင်ပေးဖို့လေကျွန်တော်တိုက်တွန်းချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့သုံးသက်ချက်ကိုပြောရမယ်ဆိုရင်ကျွန်တော်ဒီနဲ့ K-Walk sorry စကားကနေစပြောရမယ်နေတူပါတယ်အဲ့ဆိုတော့ကျွန်တော်တောင်းပန်နားသလိုပဲဒီ class ပေါ့နော်ဒီ class ဆိုရင်ဝေါ်ဟာရာဒီမြန်မာလူ့အဖွဲ့အစည်းမှာဒီဗမာတီမှာခိုင်ခိုင်နေနေအနေဆွေးနေတဲ့ဝေါ်ဟာရာတခုဖြစ်ပါတယ်အဲ့တော့ ဒီနေရာမှာဆိုရင်လည်းဒီဝေါ်ဟာရရဲ့မူလဇင်းမြစ်ပေါ့နော်မူလဇင်းမြစ်မှာသုံးသက်ပြောဆိုချက်တင်အမြင်တွေမျိုးစုံရှိပါတယ်ဒီမှာ positive အမြင်တွေလည်းရှိသလိုကျွန်တော် negative အမြင်တွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်1900အဲ sorry ဒီလိုစလို့ရမယ်ဗျာ colony kick ကနေစလာတယ်အဲနောက်ပြီးတော့လွတ်လပ်ရေးရပြီး1948နောက်ပိုင်းမှာဆိုရင်ပုံမိုပြီးတော့ဒီကလားဆိုတဲ့ဝေါ်ဟာရရဲ့အနက်ကရက်ပေါ့နော်အနက်ကရက်ကတောင်းလေးလာတယ်ဒီဝေါ်ဟာရဒီဝေါ်ဟာရတခုမဟုတ်ဘင်းနဲ့ဖိနေရေးလှုပ်ဖို့အတွက်ရန်နေရာတခုပုံစံပေါ်ပေါက်လာတယ်လို့လေကျွန်တော်သုံးလို့ရတယ် အဲ့တော့ကလာပေါ့နော်ဒါကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ဗီဒီယိုမှာလေးကျွန်တော်ပြောပြတယ်ကလာဆိုတော့ခင်ဗျားရှေရှေဝေးဝေးမကြည့်နဲ့ကျွန်တော်ခွက်ကြီးရာကြည့်အဲ့လိုသပင်းအရှိတွေ most အဲ sorry အဲအဲ့လို most စိတ်တွေနှကမ်းမွေးတွေဒီလို Indian look လို့ခေါ်တာပေါ့ဒီလိုပုံစံမျိုးတွေတွေ့အသားအရောင်ရအစเนาะဒါဒီဒီ physics အာကျွန်တော်တို့ဒီရုပ်ပိုင်းတွင်ရှင်တရံကိုမူတည်ပြီးတော့ဒါတတ်မှတ်ခိုးဆိုတာရှိတယ်ယုံကြည်ကိုးကွယ်မှုအရเนาะဒါအထူးသဖြင့်တော့ ါအစ္စလာမ်ဘာသာကိုးကွယ်တဲ့သူတွေဟိန္ဒူကိုးကွယ်တဲ့သူတွေအပေါ်မှာဆိုရင်လေဒီကလာဆိုတဲ့ဝေါ်ဟာရောဒီကျွန်တော်ဒီဗမာဒီမှာရှိတဲ့လူဖွဲ့တီတော်တော်များများတင့်တက်နှက်နှက်သုံးဆွဲကြတာကိုလေတွေ့ရပါတယ်အဲ့တော့ဒါဒီဒီဝေါ်ဟာရာဒီဘာသာရေးယုံကြည်ကိုးကွယ်မှုယဉ်ကျေးမှုဒလိတွေအပြင်အသားအရောင်းနော်နောက်ပြီးရုပ်ပိုင်းဆိုင်ရာတွင်တွင်အင်ကြီးရက်တွေနဲ့ပါဆက်ဆက်ပတ်သက်နေတဲ့ဝေါ်ဟာရာတစ်ခုတည်းတယ်အဲ့တော့ဒီဝေါ်ဟာရာထဲမှာအကျုံးဝင်သွားတဲ့သူတွေဆိုရင်ဒါကျွန်တော်တို့ပြီးခဲ့တဲ့စေစုနှစ်တဝက်ကျော်ကာလအတွင်းပေါ့เนาะဒါ ထပ်ပြီးကျွန်တော်တို့ထည့်ပြီးပြောမယ်ဆိုရင်တော့လွတ်လပ်ရပြီးကာလာအတွင်းကနီးမျိုးစုံပုံစံမျိုးစုံနဲ့ဗမာတီမှာဖိနှိပ်မှုလူခွင့်ရချိုးဖောက်မှုကန့်သက်ခွဲခြားခံရမှုတွေကိုကျွန်တော်ရင်ဆိုင်နေရတဲ့သူတွေလို့ကျွန်တော်ပြောလို့ရပါတယ်။เนาะအရင်တော့ဆိုရင်လေကျွန်တော်ကိုလိုနီခေတ်ဒါနှောင်းပိုင်းကာလာပေါ့လွတ်လပ်မရခင်စက်ကြားမှာဆိုရင်ရခိုင်ပြည်မှာဆိုရင်ဒီမူဂျာဟစ်လက်နက်ကင်လှုပ်ရှားမှုရှိခဲ့တယ်။အဲဒါဝလစ်စတိတ်ကဘလိုနေလဲဆိုတော့နိုင်ငံဗိုလ်ချုပ်ဆန်တို့ခေတ်ကနေစပြီးတော့ဒီနိုင်ငံမှာဒီဖတ်သပလဝင်ကြီးတွေ နော်အဲအဲ့တော့ပေါ်ပေါက်လာရင်မြန်မာစစ်တပ်တွေဘာတွေအကုန်လုံးကဘယ်လိုကောင်းစဉ်တက်လဲဆိုကလက်စိုးတောင်းကြမှုလို့ကောင်းစဉ်တက်ပါတယ်ဆိုလိုချင်တာကတော့ဒီဝေါ်အရာရကိုပို့ပြီး negative အသွင်ဆောင်တဲ့အတုံးအုံးနေနဲ့ကျွန်တော်တို့ဖော်ပြခဲ့တာကိုတွေ့ရတယ်အဲနောက်တစ်ခါကျတော့ဒီ class ဆိုတဲ့ဝေါ်အရာကိုလေဟိုဝေါ်အရာအပေါ်မှာကျွန်တော်တို့စာပေမှာနော်ကျွန်တော်တို့နောက်ပြီးတော့အဲရုပ်ရှင်တွေဂီတတွေသဘင်တွေမှာအစဒါဒီနှိမ့်ချစရာခွဲခြားစရာဖိနှိပ်စရာပေါ့ဗျာဒါနဲ့ပုံစံနေနဲ့အနည်းနဲ့ပုံဖော်ဖော်ပြကြတယ်ရုပ်ရှင်တွေထဲမှာလူစိုး တို့မဟုတ်ညံထင်းနေသူတို့မဟုတ်အောက်ခြေသိမ်းလိုရတဲ့အစင်တမ်းမရှိတဲ့သူလူလိန်လူကောက်အဲဒါမျိုးနေရာမှာဆိုရင်ဒီလိုရုပ်ဆင်းအင်ငယ်ရှိတဲ့သူတွေကိုထည့်သွေးရိုက်နှစ်ပြီးတော့ပုံဖော်ခြင်းပေါ့နော်ဒါကနေတစ်ဆင့် stereo type လို့ခေါ်တဲ့ကျွန်တော်တို့ပုံသေးကားကြဒူအမြင်နဲ့ဖြစ်လအောင်ဖန်ပြီးကြောက်တွေ့ရတယ်ဒါကျွန်တော်တင်နေပိုင်းဆိုင်နဲ့ပြောမယ်ဆို cultural revolution လို့တော့ကျွန်တော်ပြောလို့ရရင်ကျင်းမှုဥရာစနစ်တကျဒါခွဲခြမ်းဖောက်ဟိုဟာဖိနှိပ်ခြင်းပါတစ်ဖက်မှာဆိုရင်လေကျွန်တော်တို့လူထစ်တီမှုရလူမျိုးထစ်တီမှုရဒီလူတွေတို့အများစုဒီ ကလားဆိုတဲ့ခေါင်းစဉ်အောက်မှာတတ်မှတ်ခွဲခြားခံရတဲ့သူတွေအပေါ်မှာဆိုရင်ဒါ1980စနစ်နိုင်ငံသားဥပဒေလိုနောက်ပြီးကျွန်တော်တို့ဒါအခုကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးနဲ့ဒီဒီရင်းစစ်ကြီးရဲ့အစလွန်မှာတော့တည်ငင်ပြောင်းလဲမှုတွေပေါ်လာရင်တော့ဘာဖြစ်မလဲတော့မသိဘူးပေါ့ဗျာအရင်ကာလမှာကတော့ဒါကျွန်တော်ပိုင်းအောင်ကဲလို့လေတည်ကြတဲ့နိုင်ပေါ့အမျိုးသားနိုင်ငံသားစစ်စီကတ်ပြားတွေဘာတွေလောက်ကြပြီဆိုရင်လေဒီလူတွေဒီအနေနဲ့ခွဲခြားဖိနှိပ်ခြင်းခံရသလိုဒဇိမ့်တည်ရန်စားတွေဒီတိုင်းပြည်နဲ့မပတ်သက်တဲ့လူတွေဖြစ်လေအနေနဲ့တတ်မှတ်ခံရတဲ့သူတွေ ဆိုလိုချင်တာဒီလိုကလားဆိုရခေါင်းစဉ်အောင်မှာဒီသုံးသုံးကပြောသလိုရုပ်ဆင်းသွင်းပြင်အင်ကရဲ့အရာပဲဖြစ်ပသေးယုံကြည်ကိုးကွယ်မှုအရာပဲဖြစ်လူမျိုးအရာပဲဖြစ်ပသေးသူတို့အကျုံးဝင်လာတဲ့သူတွေပုံမှာဆိုရင်အနည်းငယ်သွေးနိုးတော့เนาะကျွန်တော်တို့ကတ်တတားကြီးရှိတယ်နောက်တစ်ခါဒီဘင်္ဂါလီကိုနေအမျိုးတော်တော်မတော်တော်ဘင်္ဂါလီပါကစ္စတန်အိန္ဒိယစသည့်လူမျိုးတွေဝေါ်ဟာရရင်နဲ့ဆွဲကတ်ချင်းခံရတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ဗမာဒီမှာဆိုရင်ကျွန်တော်တို့ဒါဟိုးအရင်ကိုလိုနီခေတ်မတိုင်ခင်ဗြိတိသစ်ခါလာမာတွေက ဒီအိန္ဒိယကနေပြီးတော့လာရောက်အခြေချတဲ့သူတွေရှိသလိုအဲဒေတာရင်းမှာရှိတဲ့မြန်မာလူမျိုးတွေတွေရပဲဒေါမုံတက်ဆိုင်ရရှန်လူမျိုးကင်လူမျိုးတွေရလည်းဒါအစ္စလမ်ဘာသာဒေါမုံခရစ်စတန်ဘာသာဒေါမုံဟိန္ဒူဘာသာကိုကိုယ်ဝင်ယုံကြည်တဲ့သူတွေလည်းရှိကြပြီးသားပါဒါပေမဲ့ဒီလူတွေအပေါ်မှာဟိုတောက်လျှောက်ပေါ့နော်ဒီဟိုကိုလိုနီခစ်နဲ့လွတ်လပ်ပြီးခစ်လွတ်လပ်ပြီးခစ်တဲ့ကာလတွေမှာဘယ်လိုသတ်မှတ်လိုက်လဲဆိုတော့အစ္စလမ်ဘာသာဒေါမုံဟိန္ဒူဘာသာဒါမျိုးကိုယ်ဝင်တဲ့သူတွေဒီလူတွေဒီကလားတွေဖြစ်တယ်ဆိုရင်သတ်မှတ်အောင်ပါတင်ညာကြီးကျမ်းမာကြီးတင်ညာကြီးအလုတ်အကိုင်း เนาะစသည်ဖြင့်ကန္နာမျိုးတို့မှာခွဲခြားသတ်မှတ်မှုတွေခံရတာရှိပါတယ်အဲဒီလိုခွဲခြားကန့်သတ်မှုတွေကိုစန့်ကျင်ဆောင်ရွက်ခဲ့မှုတွေကလည်းကျွန်တော်တို့အရင်တုန်းကလည်းရှိတယ်အဲကျွန်တော်တို့ရပ်ဘက်အဖွဲ့အစည်းတွေ activists တွေကျွန်တော်တို့သတင်းစာဆရာတွေစသည်ဖြင့်ဝေဖန်ထောက်တရားကန့်ကွက်မှုတွေလည်းရှိတယ်လို့တစ်ဖက်မှာဆိုရင်လည်းဒီဟိုကမတိုင်ခင်ပေါ့ကျွန်တော်တို့ဒီအာဏာသိမ်းမှုမတိုင်ခင်မှာဆိုရင်လည်းဒါ Don't call me Kala ဆိုတဲ့ campaign ပေါ့နော် Don't call me ငါ့ကိုကလာလို့မခေါ်နဲ့ဆိုတဲ့ campaign မျိုးကိုလေကျွန်တော်တို့လူငယ်တွေဥဆောင်ပြီးလှုပ်ဆောင်ပေးကြတာကိုလေကျွန်တော်တို့တွေ့ရပါတယ်အဲအဲ့လိုကဆိုရင်လည်းဒါအခု ဒါညီမစစ်တပ်နဲ့ပူးပေါင်းနေတဲ့ကိုကိုကြီးတို့ပေါ့နော်ဒီရှက်စရှင်ရိုးသက် ကိုကိုကြီးတို့ဘာတို့ကအစအဲ့ဒါဆိုရင်ဟိုကလာအတုံးတော့မတုံးအောင်ဆိုရင်ကလက်ထိုင်းကိုဘယ်လိုတောင်းခေါ်ရမလဲတို့ကလက်ဘေးကိုဘယ်လိုတောင်းခေါ်ရမလဲလို့သူတို့ရဲ့ raise ပေါ့တရားဘယ်လိုပြောမလဲလူမျိုးစွဲဝါတာလူမျိုးကြီးအဲ sorry raise ဖြစ်တယ်ကျွန်တော် Titan နဲ့ War ဟာတာ TD မိမိကိုကျွန်တော်ဘာမှလို့မပြောတတ်ဘူးလူမျိုးစွဲဝါတာလို့ပြောရမလားလူမျိုးရေးဝါတာလို့ပြောရမလားဒါပေမဲ့ raise ဆိုတာပုံမှန်နေဒီ raise ဖြစ်တဲ့ကိုကိုကြီးတို့လိုအုပ်စုမျိုးတွေကအစ ်เนาะဒါမျိုးပြန်လေလှောင်ပြောင်တာတယောတာလည်းလုပ်ပြီးတော့ဒီကျွန်တော်တို့လူနေစုတွေပေါ်မှာရှုံချခဲ့တာမျိုးတွေကိုလေကျွန်တော်တွေ့ရပါတယ်အဲ့တော့ identity ပေါ့နောက်တစ်ခုကကြတော့ဒီ identity ဆိုတာလေဒီမှာဗမာဒီမှာ is number သာကိုးကွေတယ်ဒို့မို့ဒီလိုခေါင်းစဉ်အောက်မှာကလားခေါင်းစဉ်အောက်မှာဒါလူမျိုးရေး identity အပြည့်ဟိုရှိတ်နေပြီးသားလူဖွဲ့စည်းရေးလေးရှိတယ်တစ်ဖက်မှာ rohingya တို့ဒါရခိုင်မှာရှိတဲ့ကမန်တို့ပေါ့နော်ဒါမျိုးတွေရှိသလိုကျွန်တော်တို့တနင်္လာရီဘက်မှာဆိုရင်လည်းပရှုလူမျိုးတွေလည်းရှိပါတယ်အဲ့တော့ ါဒီလူတွေကသူတို့ဒီလူမျိုးရေး identity ရတေချာရှိနေပေမဲ့ဒီ Indian descendant တွေဖြစ်တဲ့ကျွန်တော်တို့သုံးသွားရွတ်ဆိုခဲ့တဲ့ Bengali တို့တော့ကျွန်တော်တို့ Kaka ဟိုပထန်တို့ Kaka တို့ Melman တို့ Sudhi တို့ဒီလိုလူမျိုးတွေကိုကြတော့ဒီကလားဆိုတဲ့ war တာအောက်မှာပဲသူတို့ရဲ့နိုင်ငံရေးလူမှုရေးပြည်နယ်ရေးဆိုင်ရာအခွင့်အရေးတွေကန့်သက်နေရတယ်။အဲ့တော့အခုကျွန်တော်တို့ကအနာဂတ်မှာဒီတိုက်တီးကဘယ်လိုပုံစံဖြစ်မလဲဆိုတော့ကျွန်တော်လည်းမသိဘူး။ဟောတီတောင်စုကြီးတစ်ခုနေနေပဲပြန်ဖြစ်မှာလား။ဒေတာပေါင်းများသာကွဲကွာပြီးတော့ ဟိုတီတောင်စုအစ်စ်တွေဒေါမုတ်ဟိုတိုင်းပြည်အစ်စ်တွေပဲပေါ်ပေါက်လာမလားဆိုတာလေမမြင်သားသေးဘူးဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးအချက်ကပါလေဆိုအိတ်ဒေတာတွေမှာနေထိုင်နေပြီးသားကိုယ့်ရဲ့လူမျိုးရေး identity မရှိရဲ့ဒီလိုကျွန်တော်တို့လိုလူနေစုအုပ်စုတွေလူနေစုဘာသာဝင်တွေအဲဒီလူဦးရေနေပါတဲ့လူမျိုးစုတွေအတွက်ပေါ့နော်ဒီတတ်မှတ်ခြင်းမခံရတဲ့သူတွေအတွက်စုပေါင်းတဲ့ identity မျိုးပေါ်ပေါက်နိုင်မှုအင်တန်လိုအပ်တယ်အဲတော့ကျွန်တော်ကတော့ဒီနေရာမှာဒီယာမညဒေတာသားတွေပေါ့ဗျာယာမညတိုင်းသားတွေရဲ့စပြီးဥဆောင်လှုပ်ရှားလာတဲ့ ဒီ keyword ပါဒီ identity ဆိုတဲ့ကိစ္စကိုအင်တန်အရေးပါတဲ့အရွေးလို့လေးနေတယ်လို့အင်တန်အရေးကြီးတဲ့ကျွန်တော်တို့ဒါလူလူလှောက်ရှားမှုလို့လေးကျွန်တော်မြင်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုအဆုံးမသက်ခင်ခင်ဗျားတို့တိုက်တွန်းကြင်တာတော့ခင်ဗျားတို့ဒီမှာလေးလူမျိုးရေးခွဲခြားတဲ့အမြင်တွေမရှိဘူးเนาะဒီလိုဒန်းလူညီလူရထိုက်တဲ့ဒီလိုအမြင်ရှိတဲ့သူတွေအားလုံးဒီ keyword ပါဒီ identity ဆိုတဲ့ campaign မှာပူးပေါင်းပါဝင်ပေးဖို့လေးကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဘလို identity တွေကိုတိစောက်မလဲခင်ဗျားတို့ဒီ เนาะဒီမှာကျွန်တော်ဆုံးဆုံးပြောသလိုကလားလို့သတ်မှတ်ခြင်းခံရတဲ့သူတွေเนาะအဲ့လိုအနည်းတနည်းသမုတ်ချင်းခံရတဲ့သူတွေမဟုတ်ဘဲနဲ့တခြားသောလူမျိုးစုတွေလူနည်းစုတွေရောဘလို့ခွဲခြားဆက်ဆံမှုတွေနဲ့ကြုံတွေ့ဘူးလေဒီလိုခွဲခြားဆက်ဆံမှုအကြောင်းအရာတွေရောလေကျွန်တော်ဒီဗီဒီယိုအောက်မှာရှေ့ comment မှာမှတ်မေးဖို့မြတ်တာရက်ကန်းလို့ရတယ်အဲဒါမှသာကျွန်တော်တို့ကအနာဂတ်လူ့ဖွဲ့စည်းကိုတန်လင်းတိဆောက်တဲ့အခါမှာဒန်းတူညီနဲ့တရားမျှတเนาะလူ့ခွင့်ရဲ့ဒီမိုကရေစီထွန်းကားတဲ့လူ့ဖွဲ့စည်းကိုထူထောင်နိုင်နိုင်မယ်လို့ယုံကြည်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်